်ကောင်မှငါမင်းတို့တကယ်ချစ်တယ်ထင်နေလားမင်းအပြိုစင်ဘွားကိုရမှလားဆိုပြီးတော့ငါမင်းကိုဆန်လိုက်ကြည့်တာတက်တက်တိထားနော်အခွင့်ရရတာနဲ့မင်းကိုအတင်းဖဲရိုက်ပလိုက်မယ်တိလားဒါကိုကောင်လေးဖဲမရိုက်ရလို့ဆိုပြီးတော့ကို့ဆဲလိုက်တဲ့စကားခင်မဝင်းဖန်ရီစာရှာတက်လိုက်တာအင်းကောင်လေးတွဲနေရလဲပြောသေးတယ်ဖဲမရိုက်ရလို့ဆိုပြီးတော့အဲ့လိုဆဲပလိုက်တာတဲ့အသေးစိတ်ပြောပြမယ်ကဲဒီနေ့လာပြင်ပြလိုက်လား let's go ကိုဖေကိုစနစ်ကလေးကစုံသွားတယ် ကိုစတဲ့နဲ့ရှိတဲ့အချိန်ကိုအမေကလည်းနောက်ထပ်အင်ထောင်ကိုပြန်ကြသွားပြီဒီလိုပဲလေနောက်ထပ်အင်ထောင်ကိုကြတော့ကိုအမေကလည်းနိုင်ငံခြားရောက်သွားပြီဒီအချိန်မှာအေးတမျိုးလုံးတစ်ဆွေလုံးကတော့မောင်နှမအကုန်လုံးကိုအဖွားအပါဝင်နိုင်ငံခြားမှာပဲသွားရအောင်နဲ့အဲ့တော့ကကိုစတဲ့နဲ့မလားနိုင်ငံခြားမှာ၃နှစ်နေခဲ့အဲ့နိုင်ငံခြားမှာ၃နှစ်နေတဲ့အချိန် ကျောင်းမတက်ရဘူးလေမိသားစုအခြေအနေလည်းကြက်မကောင်းတော့ကျောင်းရှက်ထားလိုက်ရတယ်ဗမာကျောင်းလည်းဟိုဘက်မှာမရှိဘူးလေဟိုဘက်မှာအေးကိုအမေကိုအလုပ်ရမညာကိုပေးဒီလိုပဲအချိန်က၃နှစ်ဖြစ်တန်းခဲ့တယ်ဆိုတော့ကို၁၅နှစ်ရှိနေပြီဒီချိန်မှာအော်မြန်မာပြည်မှာပဲပြင်ခဲ့ပါတဲ့ပြည်သူမှာပဲပြင်ခဲ့ပါဆိုတော့ကိုနဲ့ကိုအဖွာရွာကိုပြင်ခဲ့လိုက်တယ်ဒီချမ်းနေစပြီးတော့ကိုကြောင်းပြန်တက်ရပြီနော်15နှစ်ဆိုရင်ပုံမှန်ဆိုရင်6ရက်10ရက်တက်နေပြီမလားအဲ့တော့ကဆိုရင်ကို15နှစ်6တန်းမတက်တည်း15နှစ်6တန်းတက်တယ်အော်အဲ့မှာ တငယ်ချင်းတွေအចောင်းဖော်ရရအကုန်လုံးကတေးသေးလေးတွေပေါ့နော်ကိုတယောက်တည်းထောင်ထောင်မောင်းမောင်းနဲ့ခေါင်းတလုံးကအမြဲတမ်းသူများထပြင့်နေရပေါ့နော်ကိုယ့်ရဲ့ခေါင်းဆိုရင်အမြဲတမ်းပေါ်နေရပေါ့နော်အဲ့လိုမျိုးဖြစ်နေရအေးထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်ကလည်းပြည့်တဲ့ထဲမှာပါတယ်ဆိုရင်စဉ်းစားကြည့်လိုက်အတန်းထဲကတကယ်ချင်းနဲ့ရှင်လိုက်ရင်ကိုယ်ကအကြီးဆုံးပေါ့နော်ကိတ်လည်းကိတ်တယ်ပြည့်လည်းပြည့်တယ်လို့ပြောရမှာပေါ့ဒီလိုပဲနော်ရွာမှာ6တန်းတက်တာအာအဆင်ပြေတယ်ခုနှစ်တန်းရောက်တဲ့အချိန်ကိုယ့်တငယ်ချင်းရဲ့အကူရွာကိုပြန်လာတယ်သူကကိုယ့်ထက်နှစ်နှစ်ကြီးရဲ့ အရင်တော့ကသူ့ကိုမကြည့်ဘူးလားဆိုတော့ကြည့်တယ်သူကကြောင်းမတက်တော့ဘူးလေကြောင်းကပြီးတော့ကြာပြီးနိုင်ငံချသွားတော့မှာတဲ့အဲ့ဆိုရင်ရွာမှာသွားအေးအဲ့လိုလူမိုက်လို့လို့ဘာလို့လို့ဘာလို့ဒီငေးကြီးဟိုငေးကြီးစံကင်နဲ့ brain 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 ဒီ brain ဒီသွားလိုက်ဟိုသွားလိုက်ပေါ့အဲ့လိုပဲကိုကြောင်းသွားတော့မယ်ဆိုရင်အဲ့ဒီကသူကဒီနေ့မြင်သားပဲကိုနှကောင်းလို့ပဲခေါ်လိုက်မယ်အရင်ကိုနာဘူးထောင်လို့လို့ကိုနှကောင်းဒီလိုပဲသူကအေးကိုကြောင်းသွားပြီဆိုရင်အင်ချင်းမှာသူကအမြင်ရလို့ကြည်နေတယ် တရားကားကတငယ်ချင်းအကိုဆိုတာတိတော့ကြည့်တယ်ဒါပေမဲ့သူ့ကိုမခင်ဘူးပေါ့ဒီလူကဘသူလဲဆိုတာသိတယ်အရင်တော့ကလည်းခဏခဏတွေ့နေကြပဲဒီချိန်ထိနော်အစဉ်ပြေနေရနော်နေ့တိုင်းအင်ဂျင်မှာစောင့်နေဆိုတော့ပါအေးတကယ်ကြတော့ကိုရဲ့ FB account လာပြီအဲ့တော့ကကိုတို့ကြောင်းတက်နေတဲ့ချိန်လေကြောင်းတက်နေတယ်ဆိုပေမဲ့ဖုန်းကိုခဏခဏတော့ဆော့ရတယ်နေ့တိုင်းတော့မဆော့ရဘူးတပတ်မှဆိုရင်၃ရက်၄ရက်အဲ့လိုမျိုးဆော့ရတယ်ပေါ့ကိုအဖွားစီကန်းချက်တဲ့ထဲမှာပါတယ်ဟိဒီဟာက ဟုတ်ကောင်မလားနေတိုင်းနေတိုင်းတို့ရအိမ်ရှိမှာငါကြောင်းသွားရင်ငါ့ကိုကြည့်နေအဲ့ဒါရောက်မလားအေးငါတကယ်ချင်းအကိုမလားကိုနှကားမလားอืมတိတော့တိပါလေအေး Hello อืม friend alive ရော friend app ပြီးတဲ့နောက်ပိုင်းတော့ Hello ကြောင်းသွားပြီလားစာရလားကြောင်းပါလေအဲအဆင်ပြေလားဒီမုံကြိုက်လားဟိုမုံကြိုက်လားပေါ့နော်အေးကိုနဲ့စကားတွေပညာတွေရှာပြီးတော့လာပြောရဲပေါ့နော်အေးကြောင်းတောင်နဲ့အဲ့လိုမျိုးလားကြောင်းချင်တာပေါ့ကိုတကယ်ချင်းကိုပြလိုက်တယ်ဒီမှာဟိုကောင်ဟိုကောင်ရဲ့အကိုလေးလို့ငါ့ကိုဒီလိုဒီလိုဆာလာပုတ်ရဲလို့ကိုတကယ်ချင်းလေး မချင်တဲ့ကြည့်ချင်းကြည့်ကြည့်လိုက်အောင်လေ။ तू အနေနဲ့အဖြစ်တောင်းတော့မှာလေ။ဟုတ်ပါမလား။ဟမ်။အဲ့ချိန်ထိဆိုရင်ကိုတခါမှရေးစားမထားဘူးလေ။၁၆နှစ်ဆိုရင်အများကြီးစဉ်းစားကြည့်လိုက်။စိတ်လှုပ်ရှားနေတဲ့အရွယ်။ဘတ်တူလာလိုက်လိုက်ကွာ။အဲ့လိုစိတ်လှုပ်ရှားတဲ့အရွယ်ကွာ။လိုက်တယ်လို့ရှိရဆိုရင်အမ်အစပိုင်းမှာမချစ်မချစ်ရင်တောင်မှကွာ။တဖြည်းဖြည်းနဲ့ဆိုရင်ပြန်ချစ်တတ်တဲ့အရွယ်ကွာ။အော်တကယ်လား။ तू ဘာကိုအဖြစ်တောင်းတော့မှာလား။နေရန်ကိုဘာကိုအိမ်မှာစိုက်ကူးရှင်နေပြီလေ။ ဟင်နေ့တိုင်းတော့လည်းအေးစားပြန်ပါညာဘောနော်စားရလာပို့ပေးတယ်ဘောနော်အေးအဆင်ပြေလာပါညာနေ့တိုင်းကိုနဲ့ live မှာစကားရပါညာပြော easy clear လေးဖြစ်လာရောတရကြတော့အေးအဖြစ်တောင်းနေတင်တော့တဲ့အေးကိုကလည်းအဲ့တော့ရှက်တာပေါ့ဟေးတခါမှလည်းငါ့ရှိအဖြစ်တောင်းတယ်လို့ရှိဘူးသူငါ့ရှိအဖြစ်တောင်းတယ်ဆိုရင်အာငါတို့အဖြစ်ပေးရမှာလားဘာညာဘောနော်အေးဘယ်များတလို့လို့ပေါ့ငါစစ်စားကြည့်လိုက်အောင်မယ်ငါ့နှစ်ပတ်ချိန်ပေးဆိုတော့ तू ကလည်းပေးပါရယ်ရတယ်စောင့်ပေးမယ်တဲ့စစ်စားပိုင်းမှာဆိုရင်လိုလိုလိုပါလိုလိုစောင့်ပေးမယ်တဲ့ ဒီလိုပဲတော့အဖြေကတော့မပေးသေးဘူးဒါပေမဲ့သူဖွင့်ပြောပြီးသွားပြီကိုအဲအိမ်ကနေကြောင်းသွားရင်လမ်းမှာအဲ့ဒီချားမှာကအဲ့ဒီနှကောင်းကောင်ရဲ့အိမ်ကိုဖျက်တယ်မလားနေ့ကနေ့တိုင်းအိမ်ရှိမှာသွားအဲ့လိုထိုင်ဆောင်အဲပြီးရင်ကိုကြောင်းလိုက်ပို့ကြောင်းမှာဆိုရင်လေမုံဆိုင်ရှိရမို့လားကြောင်းမှာဆိုရင်သူကြောင်းတက်ဖို့ဆိုရင်အဲ့ဒီမုံဆိုင်အကြောင်းသူသွားလို့ရတယ်လေမုံဆိုင်မှာဆိုရင်လေနေ့တိုင်းကိုစောင့်နေပေါ့နော်အေးအဲသမင်းစားကြောင်းစင်းချိန်မုံစားကြောင်းစင်းချိန်ဆိုရင်တကယ်ချိန်နဲ့မုံသွားဝယ်ရင်အဲ့ဒီနှကောင်းကောင်မုံဆိုင်မှာဒီလိုစိုက်ကြည့်နေအခုပြန်စဉ်းစားကြည့်လိုက်ရင်ဟုတ်တယ်မလားမုံလေးပါလေးတော့မဝယ်ကြွေးဘူးပါမုံဆိုင်မှာထိုင်ကြည့်နေရဲဆိုတော့အေးကိုလည်းရှက်တာပေါ့ အဲဒီလိုပဲอืมနပတ်ဆိုပေမဲ့ဘဲများကလေအဆောင်ရအဖြစ်ပေးมาပဲလေအဖြစ်ပေးပြီဒီချမ်းနဲ့စပြီးတော့တွဲပြီဒီလိုပဲနောက်တွဲလာတာတလားရှိတဲ့အချိန်တော့တခါမှအပြင်မှာမချိန်တွေ့ဘူးเนาะကိုရဲ့စိတ်ကူးထဲမှာလေရီစာထားမယ်ဘာညာတွဲမယ်កောင်လေးချမယ်ဆိုရင်လေကိုစိတ်ကူးထားတဲ့ပုံစံပေါ့เนาะရီစာထားတဲ့ပုံစံကဘယ်လိုလဲဆိုရင်အချင်းချင်းစကားပြောမယ်တရားကိုတရားပေါ့နော်အဲ့လိုအပေးစကားပြောမယ်အေးအားငယ်တဲ့အချင်းချင်းပေးမှရှိပေးမယ်ကိုစိတ်ကူးတဲ့ကဟိုပါပေါ့ရီစားထားနီးပေါ့ အဲ့တော့ကဘာဖြစ်လို့ရေးစားထားရလဲဆိုရင်နောက်တစ်ခုရှိသေးတယ်တကယ်ချင်းတွေကအကောင်လုံးရေးစားထားနေပြီကိုတယောက်ချင်းပဲရေးစားမထားဘူးဆိုတော့ကိုလည်းထားဖူးချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နှာခေါင်းကောင်နဲ့တွဲတာကိုစိတ်ကူထရအဲ့လိုရေးစားထားနေရကြတော့အေးအချင်းချင်းစကားပြောအပြစ်စကားပြောဒါပေမဲ့နှာခေါင်းကောင်ရဲ့ရေးစားထားနေရကြတော့အေးဖဲမဲ့နမ်းမဲ့ဖဲရှိုက်မဲ့ဒါပဲတည်းတလရှိတဲ့အချိန်နော်ဇာမွေးဖြေတော့မှာပေါ့တကယ်ချင်းအိမ်မှာ စာသားချက်မဲပနော်တငယ်ချင်းအိမ်ကကြတော့အဲ့ဒီနှာခေါင်းကောင်ရဲ့ဘေးမှာပဲနှာခေါင်းကောင်ရောအိမ်ရဲ့ဘေးမှာပဲရွာဆိုရင်တအိမ်နဲ့တအိမ်ကမဝေးဘူးလေတငယ်ချင်းအိမ်မှာအေးစုပြီးတော့မှစာချက်မဲတဲ့တငယ်ချင်းတို့အိမ်ဆိုရင်ဒီလိုအပေါ်တန့်ရတယ်ခြေတိုင်ရှိအိမ်ပေါ့အဲ့လိုပဲတငယ်ချင်းတို့အိမ်မှာစာချက်ပါညာတော့ခဏကြတော့နာဖို့ကောင်ကလာပြီစာပို့လာတယ်ပေါ့တကယ်ချင်းတော့အိမ်အနောက်မှာလေးတဲ့စောင့်နေမယ်နော်တဲ့ခက်လာခက်လိုက်နော်တဲ့အဲ့မှာရွာမှာဆိုရင်ကွာတအိမ်နဲ့တအိမ်ဆိုရင်အနောက်ကနေ ကိုးလို့ရတယ်တချို့အိမ်ဆိုရင်လေအနောက်မှာစောင့်နေမနော်တဲ့ခြံသားမှာစောင့်နေမလှခက်လိုက်နော်တဲ့ဟမ်ဘာပြောမှလဲဘနော်ဒီချိန်ထိတခါမှအပြင်မှာချင်းတွေ့ဖူးတွေ့ဖူးကိုကလည်းအေးစင်းသွားတယ်ပေါ့အိမ်ပေါ်ကနေစင်းသွားတယ်တကယ်ချင်းအိမ်ကနေဟိုလျှောက်တော့ဘာမှမပြောရသေးဘူးနော်ကိုကဒီလိုအတင်းဖက်ပလိုက်တာအသက်ရှူပါကြက်တယ်ကွာဘလောက်ထိတော့မှကြက်ကြက်လေးဖက်တာလဲစဉ်းစားကြည့်လိုက်တခါမှအဖက်မခံဘူးလို့ယောက်ျားလေးရဲ့ရင်ခွင်တခါမှမဝင်ဘူးလေရှက်တာပေါ့ဟေးဘာလုပ်လဲဘာလုပ်တာလဲနှာခေါင်းကအရက်ရှည်တဲ့တမပါတယ်ပိမ့်ပိမ့်ရှည်ရှည်လေးပဲကိုကလည်း အဲအဲ့လိုထောင်ထောင်မောင်းမောင်းဖက်ပါတယ်ပြည့်ရတဲ့မှာပါတယ်ဆိုတော့အဲအဲ့လိုတငယ်ချင်းအဲ့လိုចောင်းတူအတန်းတူတဲ့တငယ်ချင်းကိုလည်းရှင်တော့ကွာအားရှိတဲ့အားရှိမယ်လို့ပြောရတာပေါ့ဒီလိုပဲကွာလည်းယုံယုံယုံလိုက်တော့နောက်ဆုံးယုံထန်နိုင်ခဲ့တယ်အရင်လွားတယ်တဲ့ဘာညာနေတယ်ဟဲ့ဘာလို့လဲပေါ့နော်အဲဘာပြောမှလဲပေါ့နော်ဘာပြောမှဆိုရင်အေးစေးပြောလို့ဘာလဲအခုမှတွေ့ရဘာလဲလာအတင်းဖက်နေအောင်လဲပေါ့နော်ကိုကလည်းစိတ်ဆိုးပြီးတော့တငယ်ချင်းအိမ်ပေါ်ကိုပြန်တက်သွားတယ်ဒီချင်းကနေစပြီးတော့နော် အဲ့ဒီနှာခေါင်းကောင်ကိုနည်းနည်းရှာချင်လာပြီတို့နည်းနည်းကြောက်လာပြီကွာအေးဘာမှမပြောဘဲနဲ့ကို့အတင်းလာဖတ်တယ်ဆိုတော့ကိုယ်နဲ့ကြောက်နေပြီသူကအများကြီးကို့စာပို့ရေးအေးဘယ်မှာဘယ်မှာလာတွေ့လေစကားပြောမယ်ကို့အများကြီးချင်းတွေ့တယ်ဒါပေမဲ့ကိုမတွားရတော့ကိုမတွားရတော့ရွာဖက်မှာဆိုရင်ဝါဝင်းနဲ့ဝါတွင်းပါညာဆိုရင်ဖုံးကြီးเจ้าမှာပဏနာကြီးကနေပဏနာကြီးချိဆိုပြီးတော့ဖျားစာရွတ်ရမယ်အဲ့လိုမျိုးရှိတယ်မလားအမှန်ဆိုရင်အဖွားကစီကန်တင်းချက်တက်ထမပါတယ်ကွာတခုခုအမားလုံမိပြီဆိုရင် ိမ်ထဲမှာပဲပိတ်ထားတာဘဲမှသွားလို့မရဘူးကြောင်စင်တာနဲ့ချက်ချင်းအိမ်ပြန်ဘဲမှအလယ်မသွားခိုင်းဘူးကွာကိုကပါအမမလည်းမလုပ်ထားဘူးအဖားနဲ့တေချာပြောရဲအေးတငယ်ချင်းတွေလည်းသွားချင်လို့ပါကိုကကျတော့အပားအတင်းမတက်ထဲမှာပါတယ်ကွာအေးတငယ်ချင်းသွားရင်ကိုကလည်းသွားချင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုပဲနော်တငယ်ချင်းတွေနဲ့အဲ့တော့ကပဏနာရနဲ့ပဏနာကြီးဖះစာသွားရွာရလဲဆိုရင်ရွာထဲကဖုန်ကြီးကျောင်းမှာ၈နာရီအထိဖះစာရွာရတယ်။ခုနှစ်နာရီကနေ၈နာရီအထိဖះစာရွာရတယ်။အဲ့ဆိုရင်ရွာမှာဆိုရင်ခင်ဗျားတို့ကြည့်ရတဲ့အတိုင်းက၈နာရီဆိုရင်လူတော်တော်နဲနေပြီကလမ်းမှာ။အေးအဲ့တော့ကဝါတွင်းလည်းဖြစ်နေတယ်ဆိုတော့မိုးကလည်း အဲတခါလေကြာရင်ဖောဖွားရွာတဲ့ရက်ရှိရယ်ကွာတရက်ကြတော့လည်းအဲ့လိုပဲမိုးကဖောဖွားရွာနေတယ်အဲ့မှာတငယ်ချင်းတွေကပြန်မဲဗနောအတူတူချီကလည်းတလက်ပဲပါတယ်ကိုယ့်ရဲ့ချီတငယ်ချင်းတွေကိုတယောက်ချင်းစီအိမ်လိုက်ပို့ပြီးရင်ကို့အိမ်ကလည်းအစကတည်းကဖုံးကြီးချမ်းတဲ့အဝေးဆုံးအိမ်ပဲအဲ ။ဖုန်းကြီးချောင်းကနေကိုအိမ်ကိုပြန်မယ်ဆိုရင်ကိုတငယ်ချင်းတို့အိမ်ကိုဖျက်တယ်။ဟင်တငယ်ချင်းတို့အိမ်လိုက်ပို့ပါညာနဲ့။ချင်းကလည်းတက်လက်ပဲပါတယ်။ကိုကလည်းခန္ဓာကိုကထောင်ပေါင်းပါတယ်ဆိုမှကိုရဲ့ခန္ဓာကိုကတော့စိုးနေပြီ။ကိုတငယ်ချင်းကကျတော့တော်တည်းတဲတဲလေးဆိုတော့လေ။တငယ်ချင်းတို့ရော၃ယောက်လောက်အိမ်ထိလိုက်ပို့လိုက်တယ်။ကိုအိမ်ပြန်တယ်ဆိုရင်နှာခေါင်းကောင်ရဲ့အိမ်ရှိကိုဖျက်ရမှာမလား။အဲအစပိုင်းမှာဆိုရင်ပုံမှန်ကိုကနှာခေါင်းကောင်ရဲ့အိမ်ရှိကိုမဖြတ်တော့ဘူးသူကိုကိုအတင်းဖက်ပြီးတော့နောက်ပိုင်းသူ့အိမ်ရှိကိုမဖြတ်တော့တာအနောက်ကနေပဲအဲ့ဒီလမ်းကြားနေပဲကိုပတ်ပြီးတော့သွားတာဒါပေမဲ့အရက်ကမိုးလည်းချုပ်နေပြီးမိုးကလည်းရွာနေတယ်ကိုရဲတယောက်တည်း ပြီးတကယ်ချင်းလဲလိုက်ပို့ရမယ်ဆိုတော့อืมအဲ့ဒီလမ်းမကြီးကနေကိုတွားရတယ်ပေါ့နှာခေါင်းကောင်ရဲ့အင်ကိုဖျက်ပြီးကိုကအေးအာမိုးကလည်းရွာနေရဲ့ပြီးရင်မိုးကလည်းချုံနေပြီဆိုတော့ဘာမှမရလေချီကလည်းစောင်းထားလေးရဲ့ဆိုတော့နှာခေါင်းကောင်ကကိုယ့်ရဲ့အနောက်မှာလိုက်လာတယ်ဆိုတော့ကိုမသိဘူးကိုမသိဘူးကကိုယ့်ရဲ့အင်ကလည်းအဲ့လိုခြေရန်ရှည်တဲ့အင်ပဲတကားဖွင့်ပြောမှအင်ဝင်သွားတယ်နှာခေါင်းကောင်ကပဲချင်းအင်ထဲဝင်လာတယ်လို့ကိုမသိတာပြီးရင်ကအင်အင်ထဲဝင်သွားတော့ရွာမှာဆိုရင်အဲ့လိုမင်းလည်းမလာဘူးဆိုရင်ဘယ်သူမှမမြင်ရဘူးကွာ ချင်းရရှိအိမ်ဆိုရင်အိမ်ရဲ့အောက်မှာကနေရအလို့ရှိရလေအိမ်အောက်မှာအလို့အဲစပွဲလေးနဲ့ဘုံလေးနဲ့ကိုရိုးအိမ်ချိုထထားတယ်ပေါ့နော်အဲ့မှာပဲကွာဟင်အမှန်ဆိုရင်အင်ချီယူဘရောမှာအပေါ်တက်ပြီးတော့လဲရမှာဒုကလည်းမမြင်ပါဘူးဆိုလဲဆိုနေရဆိုတော့အဲ့လိုဆိုနေရအင်ချီနဲ့လည်းအခန်းမဝင်ချင်တာလည်းပါတယ်ပေါ့နော်အောက်မှာပဲကွာလဲပလိုက်တာအင်ချီယူအင်ချီလဲတာအကုန်လုံးနခေါင်းကမြင်တော့တယ်သူကကို့အနောက်မှာလိုက်လာတယ်ကို့အနောက်မှာခိုးကြည့်နေတယ်မမြင်ဘူးလေကို့မသိဘူးလေတော်တယ်လို့ကို့အင်ချီလဲပြီးတော့နော်အင်ထဲဝင်လာတယ်ဟဲ့ င်ပဲချက်ရောက်လာလေ။နင်ကအင်ကိုဒီလိုဝင်လာလို့မရဘူး။ငါအဖွားသိရင်သေမယ်လို့။အရန်တတိယလို့အရန်တတိယလို့အရန်တတိယလို့။ဘာတတိယလဲ။နေ့တိုင်းစာလဲပို့နေတယ်။ပြီးရင်နေ့တိုင်းလဲနင်ကောက်မြင်နေရပါလေ။မဟုတ်ဘူး။ငါတတိယတဲ့ပုံစံကလေနင်နားမလည်ဘူးတဲ့။ကိုအတင်းပြန်ဖတ်ပြီ။ကိုအတင်းပြန်ဖတ်တော့စိတ်ဆိုးတာပေါ့။ဘာလို့တတိယလဲဆိုပြီးတော့သူ့ရောင်းလိုက်ရတယ်။နင်မသိဘူးနင်မသိဘူးတဲ့အရန်တတိယရတာတဲ့။ဒီမှာဒီမှာလဲလာထိုင်လိုက်တဲ့သူ့ရဲ့ပေါင်ပေါ်မှာထိုင်ခိုင်းတာ။ အမှခိုင်ခုံလေးရှိရလေကိုတို့ခြေနဲ့ရှိအိမ်ရအမှခိုင်ခုံရှိကိုပဲထိုင်ရမှာလဲဟုတ်တယ်မလားဘာပြောမှာလဲဘောနော်အဲ့ကဒီလိုပဲကွာဖြဖြချင်းစီသူ့ရဲ့ဘေးမှာပဲထိုင်လိုက်တာသူ့ပါပေါ်မထိုင်ရဘူးထိုင်ပဲထိုင်လိုက်တယ်ရနော်သူ့ဘေးမှာအတင်းပြဖက်ပြီဖက်ရုံကောင်းနော်လဲချပလိုက်တယ်ဒီလိုလဲချပလိုက်တယ်ဟာဘာလို့ ਆ လဲဘောနော်ကိုကလည်းအတင်းယုံတာပေါ့ပြင်မတက်ရလိုက်ပြီကွာဘာလို့ ਆ လဲဘောနော်ဟဲ့တဲ့နင်မသိဘူးတဲ့အရန်တတိယလို့အရန်တတိယလို့တဲ့ လာပါတဲ့ဒီတိုင်းပဲဖက်အချင်လို့ပါတဲ့ဘာမှမလုပ်ဘူးတဲ့အဲချစ်မကြိုက်တဲ့ဟာဆိုရင်ဘာမှမလုပ်ဘူးတဲ့ဟာဘာလဲဘယ်တော့ငါဖွားတင်ရင်တိမ်မယ်နော်လို့တကယ်ဘာမှမလုပ်ဘူးနင်မကြိုက်ဘူးဆိုရင်ငါမျိုးဘာမှမလုပ်ဘူးဒီတိုင်းပဲခဏလေးထိုင်လိုက်စကားပြောမယ်တဲ့အဲကိုကလည်းပြင်ရုံပြီးတော့သူ့ဘေးမှာပြန်တော့ထိုင်လိုက်တယ်ကိုရဲ့လက်ကိုပြန်ကင်ထားရမလားထိုင်ပြီးတဲ့အချိန်ကိုယ်လည်းကိုကိုင်းကိုင်းနဲ့ဆိုရင်ပခုံးလေးပြန်လာဖက်ပြင်းပြီတဖက်လက်ကကြတော့ပခုံးဖက်ထားတယ်တဖက်လက်ကကြတော့လက်လေးကင်ထားရပါတော့ ကိုကိုကလေနိုင်ငံခြားသွားတော့မှကိုကိုကတဲလေးကိုချစ်လင်းကိုတကယ်ချစ်လို့အဲ့လိုမျိုးလောက်ကြပါချစ်ကလေ16နှစ်ကလေးပဲရှိသေးရဆိုတော့အဲ့ရဘယ်နားလဲမလဲတဲ့အင်းကိုက16နှစ်ဆိုတော့အဲ့လိုတနာယူဆိုင်ကိုကိုနားမလဲသေးဘူးပေါ့တွေ့တဲ့ဘောကသူအဲ့လိုပြောရင်ပြောရင်နဲ့ကိုရန်တနာမိသွားတယ်တိလားအော်သူကငါ့ကိုတကယ်ချစ်လို့သူကအဲ့လိုလောက်တာပေါ့တနာမိရွာပြီစိတ်ထဲမှာနည်းနည်းပါတနာမိရွာရင်ပြောရင်ပြောရင်နဲ့ဆိုနောက်တစ်ခါပြန်လဲချပြီကိုတကယ်ချစ်လို့ဘာရပါညာနဲ့ကိုလာနမ်းမလို့ပေါ့နော်အော် ကိုကတော့လုံးဝ ready မဖြစ်ထားတော့သေးဘူးလေ။ဘာ first thing ဘာညာတွေအပြင်မှာသွားစော့ချင်းတွေ့တာတွေမှမရှိဘဲနဲ့ချက်ချင်းရုတ်တရက်အဲ့လိုမျိုးအဆင်ရောက်လာတယ်ဆိုတော့ကိုကလက်မခံနိုင်ဘူးလေ။မရဖို့မရဘူးဆိုတော့ကိုကယုံနေတဲ့အချိန်ဘေးရပစ္စည်းကိုကိုလုံမိသွားတယ်။ဘေးရပစ္စည်းကလက်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 နဲ့အတန်မီပြီလေ။ဒီပစ္စည်းတွေလဲကြသွားတယ်။ကိုအဖွားထားလာပြီလေ။ဟမ်ဟမ်ဘယ်ကိုလဲအကမလေးရလေအခုချင်းပြန်လာတယ်ဟုတ်အဲကိုရဲ့အရာကြည့်ပြီးတော့အဖွားဆိုရင်တည့်ရဲ့အတိုင်းပဲလေလူကြီးဆိုရင်တယောက်ထဲလဲအဲ့လိုစကားပြောတတ်တယ်ဆဲတတ်တယ်ကွာ အပေါ်မှာအဖွားရဲ့အတန်းရောတန်းကြားနေပြီဆိုတော့ကိုကလည်းချက်ချင်းရုံးထွက်ပြီးတော့မှအပေါ်ကိုပြေးတက်သွားတယ်။နှာခေါင်းကဘယ်ချိန်ပြန်သွားတာလဲဘလို့ပြန်သွားတာလဲကိုမသိဘူး။အပေါ်ပြန်ရောက်တော့အဖွားကလည်းမေးဘာလို့ခုမှပြန်လာလဲ။ဟာအော်အဖွားမိုးရှာနေလို့မိုးရှာနေလို့မိုးသိမ့်အောင်စောင့်နေလို့ဘာလို့အဖွားကိုအဖွားလိန်ရော။အညာအဲ့တော့အမပြောဘူးနော်။စပင်တော့မချောက်သေးဘူးနော်အဲ့တော့မိုးရေမိထားမလားစပင်မချောက်သေးဘူးဘာညာကောင်းကင်မယ်အဲ့လိုတောင်တတိမရဘူးအဲ့ဒီကိစ္စကိုပဲကိုတွေးနေရ ဟေးအခုငါကလေရေးစားထားတာငါချင်းတလိုမျိုးလည်းမဟုတ်ဘူးကွာအဲငါငါရဲ့စိတ်ထဲမှာလေရေးစားထားမယ်ဆိုတာအချင်းချင်းစကားပြောမယ်ဘောနော်အေးအပြန်လန်ဘောနော်ဘေးမှာရှိပေးမယ်အဖေစကားပြောမယ်အဲ့လိုမျိုးချင်းနေတာအခုကကျတော့အဲ့လိုတနာစိတ်တွေများနေရကိုယ်ဖဲရချင်တဲ့နန်းချင်တဲ့ဖက်ချင်တဲ့ဒါတွေပဲအဲ့ဒါငါလိုချင်တဲ့အဲ့လိုမျိုးမဟုတ်ဘူးလို့အဲ့ကောင်နဲ့ငါပြတ်မှရမယ်ဆိုပြီးတော့အေးတညောင်လုံးအဲ့ကိစ္စအောင်စဉ်းစားနေတယ်တညောင်လုံးအိမ်မပြောဘူးနောက်ရကြရင်အဲ့ကောင်နဲ့အခွင့်ရေးရှာပြီးတော့ဒီကောင်နဲ့ပြတ်မှရမယ်လို့ကိုဆုံးဖြတ်ချက်ချလိုက်ပြီဒီချိန်ကနေစပြီးတော့ကိုသူ့ကိုစာသိမ့်မပြောင်းတော့ဘူးတဖြည်းဖြည်းနဲ့သူ့ကိုအဲ့လိုပြတ်လိုက်မယ်ပေါ့နော် တူလဲအဲ့ဒီအချက်ကိုတတိမိရောအမြန်ကိုစာပို့ရဲပြန်မချင်းတွေ့ဖို့ပေါ့နော်ဘာလို့တော့စာမပြန်တာလဲအရန်လွမ်းနေပြီတဲ့ဘယ်လောက်ထိတော်လွမ်းတာလဲတိလားတဲ့အပြန်မလာတွေ့ပါအောင်နဲ့စကားပြောချင်လို့ဘာလို့ဘာပြောချင်တာရောပြောချင်တာရှိရင်ဖုန်းထဲမှာပဲပြောလေလို့အရန်လွမ်းနေပြီအရန်လွမ်းနေပြီအပြန်မတကယ်တွေ့ချင်နေပြီဒီနေ့လေမိုးနေရတိလားအရန်လွမ်းနေတာခဏလာတွေ့ပြီလို့ရလားဘာပြောစရာရှိရင်ဖုန်းထဲမှာပဲပြော တွေ့ရင်လေပေါ့စီကိုကြွ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 ကြိုက်မယ် ဘာလဲပေါ့နော်ဒီကောင်ကတနာအထပင်ပြီပေါ့နော်အဲ့လိုပဲစဉ်းစားနေတဲ့ချိန်တော့ तू ကပေါက်စီကင်မယ်ဆိုပြီးပြောပြီးတော့ပါကိုစာတော့ပြန်လိုက်တယ်ဟဲ့ဟာဘာလဲဆိုတော့စက်တမှာပဲစဉ်းစားနေတဲ့အချိန်စာနောက်တစ်ကြောင်ပြန်ဝင်လာပြီပေါက်စီကင်ပြီးတာတဲ့အဲမရသေးဘူးတဲ့ပြီးရင်အဲနံပြားကိုလည်းကင်မယ်တဲ့ဘာညာနဲ့ဟုတ်တော့ရိုင်းလိုက်လားငါ့ကိုဘာထင်နေရလဲပေါ့နော်အဲ့လိုချင်တနာစိတ်ထားနေရလားငါ့ကိုစော်ကလိုက်လားပေါ့နော်အရင်စိတ်တုံနေပြီကွာလေ။နေက ။ဘာလဲဗောနော်မင်းကလှုပ်ချင်နေဆိုရင်လို့မင်းအမေကလှုပ်လိုက်လို့ကိုကလည်းစိတ်တုံပြီးတော့အရင်စိတ်တုံနေပြီ။သူများကိုစောက်ကားချင်ညာလည်းမဟုတ်ဘူး။သူများမိဘကိုပြောချင်တာဆဲချင်တာစောက်ကားချင်တာလည်းမဟုတ်ဘူး။အရင်ကိုစိတ်တုံလို့အဲ့လိုပြောလိုက်တာ။ဘာလို့လဲဆိုရင်သူ့မှာအမလည်းမရှိဘူးညီမလည်းမရှိဘူး။သူ့အိမ်မှာမင်းကလေးဆိုရင်သူ့အမေပဲရှိရဆိုတော့ကိုကလည်းအဲ့လိုပဲပြောလိုက်တာ။ကိုရိုင်းတော့ရိုင်းတော့လိုက်မယ်။သူကလည်းစိတ်တုံပြီးတော့ဗောနော်။အဲဘာလဲဗောနော်ငါ့ကိုလာဆဲနေတော့ငါ့မိရောမငါ့ကိုဆဲဦးတိလား။မင်းကအမေလူမွေးပြီးတော့မှမင်းကခွေးလိုလုံနေအောင်မင်းကလူမွေးအောင်ဟုတ်ရဲ့လားဗောနော်။ကိုကလည်းအဲ့လိုပြန်ဆဲလိုက်တယ်။ သူ့ကိုခွေးမွေးထားတယ်လို့ပြောမိတော့လို့ဆိုတော့တော်မရတော့ဟမ်အကောင်မဟမ်မင်းကမင်းပါထင်နေရလဲငါမင်းကတကယ်ချက်တယ်မင်းထင်နေရလားမင်းအပြိုစင်ဘွားကိုရမြငါမင်းကိုစမ်းကြည့်တာမင်းကိုလိုက်ကြည့်တာလိုက်တယ်ဆိုတာမင်းကတကယ်ချက်တယ်ထင်နေရလားမင်းကိုကြည့်ထားအခွင့်အရေးရတာနဲ့မင်းကိုအေးအတင်းဖဲရက်ပလိုက်မယ်မင်းစစ်စစ်တတိထားလိုက်တဲ့ဟမ်ကိုအရန်လန့်သွားရင်ဟမ်ငါ့ကိုအတင်းဖဲရက်မယ်ဆိုတော့အရန်လန့်သွားဘာမှလည်းမပြောရဲပဲနဲ့သူ့ကိုဘလော့လိုက်တယ်တကယ်လန့်သွားလေကို့ကိုအဲ့လိုပြောမယ်အဲ့လိုလုပ်မယ်အဲ့လိုဆဲမယ်လို့ကိုမထင်ထားဘူးပါ ီချမ်းကနေစပြကိုအရန်လန့်နေပြီသူ့ကိုအရန်ရှောင်နေပြီသူ့ကိုဘလော့လိုက်တယ်မလားပို့ပြီးတော့သူ့အိမ်ရှိကနေမဖြစ်ရဲတော့ဘွာဘယ်သွားသွားအနောက်ကလမ်းချောင်းနဲ့ပဲသွားတော့။နောက်ရက်ညပိုင်းမှာအခြားဖုန်းနဲ့သူဆက်လာတယ်တင်း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 ကိုကိုထောက်မှပါလေမနေ့ကလေမူပြီးတော့ပြုံးပြီးသွားတာပါလေအော်ရောင်းကိုအော်ရောင်းကိုနေမူပြီးတော့ပြောတဲ့စကားကအစကတည်းကမင်းရဲ့စိတ်ထဲမှာရှိလို့မင်းမူးလို့အဲ့လိုပြောတာလို့မူပြီးတော့ပြောလိုက်တယ်ဆိုပြီးတော့မူးတယ်အဲ့ဒါကိုနာမည်လာခံနေတယ်လို့အစကတည်းကမင်းရဲ့စိတ်ထဲမှာအဲ့လို့ တွေးထားလို့နေမိုးနေရချင်းအဲ့လိုပြောထွက်လာတာလို့ခွင့်မလွတ်နိုင်ဘူးလို့ဒီလိုပဲอืมဖုန်းကိုချပလိုက်တယ်ဘယ်လိုမှခွင့်မလွတ်နိုင်ဘူးပေါ့နော်နောက်ရက်စတိုင်လဲကြောင်းမှလာပြီးတော့မှကိုယ်လာတောင်းမယ်ကြောင်းမှဆိုရင်ကွာနာဘူးကောင်လို့ဘာလို့လို့ကိုယ်အဲ့လိုစိုက်ကြည့်နေရကိုယ်တို့ကြောင်းမှမဟုတ်ဆိုင်ရှိရမလားကိုယ်အခန်းမှာဆိုရင်ကိုယ်ကဘယ်နေရာမှာထိုင်တာလဲဆိုရင်ပဒင်းပေါက်ရဲ့ဘေးမှာပဲကက်ရက်ထိုင်တာပဒင်းပေါက်ရဲ့အပြင်မှာကမဟုတ်ဆိုင်ပဲအမြဲတမ်းအဲ့ဒီမဟုတ်ဆိုင်တွားပြီးတော့ကိုယ့်ရဲ့အခန်းကိုအဲ့လိုချောင်းကြည့်နေရပဒင်းပေါက်ချောင်းကြည့်နေရကိုယ်မြင်ရပြီလေအဲ့ဒီတနာကအဲ့ဒီနာဘူးကောင် အရန်ကို admin ကစရာကြီးပဲလို့တော်ပြီလို့သူကနာကိုမမြန်ချင်ဘူးလို့ကိုတငယ်ချင်းနဲ့ပဲနေရချင်းလဲလိုက်တယ်ကိုကအထင်းမှတော့ထိုင်နေကိုတငယ်ချင်းကိုတင်းပတင်းပေါက်ရဲ့ဘေးမှာထိုင်ခိုင်းလိုက်တယ်ကိုတငယ်ချင်းကမှအေးဟမ်စကားများနေရလားမင်းတို့နေရလေရံဖြစ်နေရလားချစ်သူဆိုရင်တော့ရံဖြစ်တတ်ပါရံဖြစ်တတ်ပါတယ်ဘာညာနဲ့ကိုတငယ်ချင်းကနေအောင်လုံးရံဖြစ်နေရထဲနေတာအေးကိုလည်းမရှင်းပြချင်တော့ဘူးရှက်စရာကြီးကွာကိုအနေနဲ့ဆိုရင်ပတင်းပေါက်နားမှာထိုင်နေဆိုရင်လည်းပတင်းပေါက်ကိုပိတ်လိုက်ရင်လည်းမဟုတ်သေးဘူးအခန်းထဲမှာကြောက်တယ်မိုးရေစာရေးတာမမြင်ရတော့ဘူးလေ တကယ်ချင်းနဲ့ပဲနေရာချင်းလိုက်ရောအေးကိုအကြိုက်ဆုံးနေရာမတက်နိုင်တော့ဘူးကိုကသူ့ကိုလုံးဝ SKU မဆိုင်တော့အောင်တော့ဒီလိုလူနဲ့ငါပဲတွဲနိုင်မှာလေဟုတ်တယ်မလားတကယ်ကြတော့ဖုန်ကြီးเจ้าမှအလူရှာလားပါရှာလားမသိဘူးဒီလိုပဲအရင်လိုပဲ၈နာရီလောက်မှပဲအိမ်ပြန်ရတယ်ပုံမှန်ဆိုရင်အဲ့ဒီတနာကောင်ရဲ့အိမ်ရှိကနေကိုမဖြတ်တော့မလားဒါပေမဲ့မိုးအရင်ချုပ်နေတော့ကိုလည်းပြန်စစ်စားရကွာအေးငါကြောက်တယ်ပေါ့နော်အဲ့လိုလမ်းချနေတွားရင်ငါမတွားရဘူးကွာတကယ်ချင်းတွေကလည်းပြန်ကုန်ပြီကိုအိမ်ကဖုန်ကြီးเจ้าနဲ့အဝေးဆုံးပဲလေ လမ်းတစ်ဝက်မှာပဲတကယ်ချင်းမြောသူ့အိမ်သူဝင်သွားပြီဆိုတော့ကိုတယောက်တပည့်ကျန်ခဲ့တယ်ကွာအဲ့ဒီတနာကောင်အဲ့ဒီနာဘူးကောင်အဲ့ဒီနှာခေါင်းကောင်သူမမြင်ဘူးဘာလို့ကိုချင်တာဒီလိုတက်တိတ်လေးပဲကိုသွားရဲတယ်ကွာသူ့အိမ်ရှိဖြစ်တယ်ဆိုရင်လည်းအတန်ထွက်ရဲကွာပြီးရင်ဘေးကပတ်ဝန်းကျင်ထဲကလည်းရှိသေးရဲ့လေကိုကပြေးလိုက်တယ်ဆိုရင်အတန်ကြားရင်ပို့ဆိုးသွားမှာကွာကိုကတက်တိတ်လေးနဲ့အဲ့လိုရှောက်နေရဲဘာလို့အေးအတန်မထွက်ရဲဘူးဘာလို့အေးအဲ့ဒီနှာခေါင်းကောင်ရဲ့အိမ်ကိုဖြတ်လိုက်ပြီဖြတ်ခါစပဲရှိသေးရဲ့နော်ကြော်ပြီးထားခါစပဲရှိသေးရဲ့သူ့အိမ်ကိုချက်ချင်းထွက်လာတယ်အဲ့ဒီကောင်ကိုအနောက်လိုက်တယ်အေးလိုက်တယ်လိုက်တယ်လိုက်တယ် ဒါပေမဲ့စစပိုင်းလိုက်တဲ့အချိန်ကသူမပြေသေးဘူးဒီလိုပဲသူလမ်းလျှောက်နေသူကလည်းအတန်တိတ်မထွက်ရဲဘူးလေအနောက်မှာတိတ်တိတ်စိတ်လေးလိုက်နေအေးအဲ့ဒီကောင်ကငါနောက်လိုက်နေဆိုတော့ကိုတိနေပြီကွာခဏနေကြတော့အေးလမ်းမှာရွာဆိုပေမဲ့လေအဲ့လိုလမ်းမရရှိတယ်လေလမ်းမီအလားတလန်းလုံးလဲနေရတော့မဟုတ်ကွာတိတ်မလင်းတဲ့နေရာမီးမရှိတဲ့နေရာရှိတယ်ကွာအိမ်မရောက်ခင်မီးမရှိတဲ့နေရာရောက်တော့သူကဆိုတော့မြ мян ပြေးလာတာကိုကလည်းအရန်လန်ကွာရဲ့အာပြေးနေပြီဆိုတော့ကိုကလည်းပြေ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 းဖက်နှက်ပါလမ်းပေါ်ချွတ်ချန်ခဲ့တယ်တော်လေးလို့နောက်ဆုံးသူကိုမမိခင် ကိုအိမ်ထဲပြေးဝင်လိုက်တယ်ကိုဖွားတော်ပြောတယ်ကွာဟေးဘာလဲကွာတော့အိမ်ပြန်လာတာအဲ့တော့တစ်တန်အခြေကြီးပေါ့နော်ကိုအိမ်ပြန်နေဆိုရင်ပြေးနေမလားကြောက်လဲကြောက်နေလှန့်လဲလှန့်နေဆိုတော့ဒေါ်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 အဲ့လိုကအိမ်ထဲပြေးဝင်တော့ကိုဖွားကလည်းဘာလုပ်နေလဲပေါ့နော်တရေကြောက်လို့တရေကြောက်လို့ပြေးလာတာဘာလို့အဖွားလို့အေးအဲ့လိုပဲလိန်ပြောတာပေါ့ဒီချိန်ကနေစပြီးတော့နော်ကိုအရန်လှန့်နေပြီတူကလည်းအေးကိုအေးအခွင့်အရေးရှိတာနဲ့မင်းကိုမိလိုက်ပြီဆိုတော့မင်းကိုအတင်းဖဲရဲမယ်ဆိုတော့ကိုချင်းချောင်းထားရမလားကိုရန်လှန့်နေပြီအေးကိုအပြင်ထွက်သွားအောင်မယ်ဆိုရင်တရေရကြရင်မိရောရင်ဘယ်လိုလုပ်မှာလဲပေါ့အပြင်သွားရတော့တတင်းကျောင်းပိတ်ရတော့မှာ တကယ်ချင်းခေါ်တယ်အေးသွားမယ်လေဟိုမှာပွဲရညာရှိရသွားမယ်တဲ့တော်ပြီးလို့မလိုက်တော့ဘူးလို့ပိုင်းနာလို့လို့တကယ်ချင်းနဲ့လည်းမပြောရဲဘူးကို့အတွက်ကကြတော့ရှက်စရာလေးတစ်ခုဖြစ်တယ်ဒီကိစ္စကဒီလိုနဲ့ပဲပြီးရောလို့ပြောရမယ်တင်းကျုပ်ပြီးတော့လေအဲ့ဒီနှာခေါင်းကောင်တနာကောင်ကလည်းနိုင်ငံခြားထွက်သွားရောကိုအရန်ကံကောင်းခဲ့တယ်လို့ပြောရမယ်ဒီကိစ္စကဘသူမှမတည်ဘူးအော်အခုခင်မဝင်ပြပြလိုက်တော့အေးတိုင်းပြည်တပြည်လုံးတည်သွားပြီပေါ့ဒီကိစ္စကိုဘသူမှမပြောပြမပြောပြခဲ့ဘူးအရန်ရှက်လို့ဆိုပြီးတော့ 2016နှစ်မှာကြုံတွေ့ခဲ့တဲ့အချစ်အိုးကအဲ့လိုမျိုးလားကိုပဲကံမကောင်းတာလားပေါ့ဒီကိစ္စပြီးရွာတဲ့နောက်ပိုင်းတနေ့လောက်ရှိမှပဲကိုသိရတယ်အဲ့ဒီနှာခေါင်းကောင်မှာရေးစားရှိတယ်ကမလေးရှိတယ်တဲ့တွဲလာတာကြားနေပြီတဲ့ Well excuse me သူကရေးစားရှိရတာနဲ့ကွာသူရေးစားတော့ကမလေးကကြတော့အချားရွာကပေါ့နော်တရွာထဲကမဟုတ်ဘူးသူကကမလေးရှိနေရှိရတာနဲ့ရွာထဲကကောင်မလေးတိုင်းအပြိုတိုင်းဟိုတို့ကအဲ့လိုလိုက်ကြတာကိုရဲ့တငယ်ချင်းတယောက်ရောတူကြောင်ဘူးတဲ့ကိုတငယ်ချင်းနဲ့တူကကြတော့ လုံလုံကျွကျွဖြစ်ခဲ့လာတော့ကိုလည်းမသိဘူးဒါပေမဲ့အဲ့မှာရွာမှာရှိတဲ့အပြိုကောင်မလေးတွေတော်တော်များများဆယ်ယောက်ထဲမှာဆိုရင်ရှင်းလျှောက်သူကတွားကြောင်ဘူးတယ်စဉ်းစားကြည့်လိုက်စမ်းဘယ်လောက်ကျင်တော့တဏှာထယူရဲကောင်လဲလို့ကဲဒီကနေ့စတိုရီပြီးတော့ပါပြီအရင်ထောက်စားကောင်းတော့မယ်နော်အကယ်၍အဲ့ကောင်မလေးကရုံထွက်လို့မရဘူးဆိုရင်ဘယ်လိုဖြစ်သွားမှာလဲခင်ဗျားတို့စဉ်းစားကြည့်လိုက်အဲ့ကြောင့်မလို့ကောင်မလေးတွေရီစာချားတယ်ဆိုရင်လေအခု ကမလေးလိုမျိုးစိတ်ဆိုရင်ကောင်းတယ်ကွာအေးရေးစားထားချင်တယ်ဟုတ်ပြီကိုစိတ်ကိုမထိုင်နိုင်ဘူးရေးစားထားချင်တယ်ဆိုရင်လေအေးဟုတ်တယ်မလားစကားပြောမယ့်ဘာညာပေါ့နော်အဖော်လေးရအောင်ပေါ့နော်အေးအဲ့လိုခန်းစားချက်မျိုးတော့ရေးစားအချင်းရဲ့ခန်းစားချက်မျိုးတော့ခန်းစားလို့ရတယ်ဒါပေမဲ့အဲ့ဒီအပိုင်းလုံလုံချွတ်ချွတ်အပိုင်းဖြတ်တော့မယ်အဲ့လိုတနာယူစိတ်ကထလာပြီဆိုရင်တက်တက်တတိထားလိုက်တော့ဟမ်ဟုတ်တယ်မလားအခုကမလေးလိုမျိုးဆိုရင် good ပဲတနာယူစိတ်ထလာပြီမတွဲနိုင်တော့ဘူးဒါပဲလေဟုတ်တယ်မလားအားနာပြီးတော့မှအေးသူများနဲ့အေးအားနာပြီးတော့မှအေးတနာယူစိတ်ထတယ်သူများနဲ့အေး အေးဟုတ်တယ်မလားအဲ့ဒါတွေလက်ခံနေနဲ့ဒါကတော့ဂျူဂျီရောမက်စကာရာဒီမက်စကာရာကခရန်ခေတို့တွေ့နေတဲ့မက်စကာရာနဲ့မတူဘူးသူကတသေးလေးနဲ့နှစ်တောင်တမန်ချင်းစီသူကကော့ပေးနိုင်တယ်တပါဝဆန်ဆန်မိတ်ခက်လို့ကြိုက်တဲ့လူဆိုရင်ဒါလေးကို try ကြည့်လို့ရတယ်နော်တချို့ကမေးသေးတယ်မကေမဝဲစတိုရီပြောရင်းလေအရှိမတိလို့အချောင်းလေးတစ်ချောင်းချထားတယ်အဲ့ဒါဘာလဲတစ်ချင်နေကြပြီတဲ့အဲ့လိုမေးတဲ့သူကဖန်အတုပဲ ဗီဒီယိုကိုအဆုံးထိမကြည့်လို့ပဲဒီဟာကရောင်းတာမတ်စကာရာနော်မတ်စကာရာမတ်စကာရာရေနခန်းနေပစ္စည်းရတာကောင်ပစ္စည်းတွေတော်တော်များများအိမ်ရောက်ငွေချေရရင်နော် Facebook page KMW Studio မှာမှာလို့ရရင်နော်တည်ပြီလားကောင်းရွေး